အောင်မိုက်တဲ့အခန်းငယ်လေးမှာဆောင်ဖြူတစ်ထည့်အောက်မှာဖုံးအုပ်ထားတဲ့သူ့သမီးလေးဂျွန်ဘီနေရဲ့တတ်မဲ့ခန္ဓာကိုယ်ကိုသူကိုယ်တိုင်အထိတ်တက်လန့်တဲ့ က်ကိုကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်ဆယ်စုနှစ်နှစ်ခုကြာမြင့်ခဲ့ပေမဲ့ဒီနေ့ဒီချိန်ထိလူအများရဲ့စိတ်ဝင်စားမှုကိုဖန်ဆားထားဆဲဖြစ်တဲ့ American ပြည်တော်စုရဲ့သမိုင်းမှာအထင်ရှားဆုံးနဲ့အငင်းပွားဝေရအကောင်းဆုံးလူတက်မှုအကြောင်းကိုပြန်လဲပြပြပေးမှာဖြစ်ပါတယ်။ ဒီเจ้าหยาကတော့1996ခုနှစ်ခရစ်စမတ်ညရဲ့နောက်တနေ့မှာကျူလင်းခဲ့ရတယ်6နှစ်အရွယ်ကလေးအလှမယ်လေးဂျွန်နီဘေးရန်စီရဲ့ခြေခွဲဝယ်ရာဇလန်းလေးပဲဖြစ်ပါတယ်ရှင်1996ခုနှစ်ခရစ်စမတ်ကာလမှာဆိုလို့ရှိရင်ကော်လိုရာဒိုပြည်နယ်ဘိုရာမြို့ကချမ်းသာကြွယ်ဝတဲ့ရန်စီမိသားစုရဲ့နေအိမ်ဟာဆိုလို့ရှိရင်ပျော်ရွှင်မှုတွေနဲ့တပ်ဝင်လှုပ်ရှားနေခဲ့ပါတယ်ဖခင်ဖြစ်သူဂျွန်ရန်စီဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးတော့မိခင်ဖြစ်သူပက်စီရန်စီကတော့အလှမယ်ဟောင်းတဦးပါသူတို့မှာဒီဘက်လော့ ါရဲအသက်၉နှစ်ရွယ်သားလေးတယောက်ရဲ့ပြီးရင်လူတိုင်းရဲ့အသေးကြော်ဒီကလေးအလှမဲ့ပြိုင်ပွဲတွေမှာစုတွေရရှိထားတဲ့၆နှစ်ရွယ်သမီးလေးဂျွန်ပီနေရှိပါတယ်။ခရစ်စမတ်ညမှာတငယ်ချင်းတွေနဲ့ပါတီတက်ပြီးတော့အိမ်ပြန်ရောက်လာတဲ့ရန်စီမီသားစုအတွက်အရာအားလုံးဟာပုံမှန်ပဲဖြစ်တယ်။ဒါပေမဲ့ဒီဇင်ဘာလ26ရက်နေ့နနက်ခင်းမှာတော့အဲ့ဒီပုံမှန်ဘဝလေးဟာတစားစီကျိမသွားခဲ့ပါတယ်။နနက်9:50မိနစ်မှာပက်စီရန်စီဟာထိတ်လန့်တခြားနဲ့911ကိုဖုန်းခေါ်ခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့အခါမှာတော့အိမ်ရဲ့မီးဖို့ကြောင်နာကလက်ကတက်မှာစာမျက်နှာ၃မျက်နှာနီးပါးရှိတဲ့ပြန်ပင်းငွေတောင်းစာတစောင်းကိုတွေ့ရှိခဲ့ရပါတယ်။အဲဒီစာထဲမှာဆိုလို့ရှိရင်ဂျွန်ဘီနေကိုနိုင်ငံရဲ့ခြားကအဖွဲ့ငယ်တစ်ခုကဖမ်းဆီးထားပြီးတော့ပြန်ရွေးမယ်ဆိုလို့ရှိရင်ဒေါ်လာ33,800ပေးရမယ်လို့ရှင်းထားပါတယ်။ထူးဆန်းတာကအဲ့ဒီငွေပမာဏဟာဂျွန်ရန်ဆေးကအဲ့ဒီနှစ်မှာသူရရှိခဲ့တဲ့ဘောနပ်ငွေပမာဏနဲ့တပုံစံနဲ့တူတာကို တွေ့တွေ့ရှိခဲ့ရတယ်ပေါ့နော်။စာထဲမှာဆိုလို့ရှိရင်ရဲကိုအကြောင်းကြားလို့ရှိရင်ဒီဂျွန်မီနေရဲ့ဥကောင်ကိုဖျက်ပစ်မယ်လို့လည်းခြိမ်းခြောက်ထားခဲ့ပါတယ်။ ရဲမှုရဲ့အစမှာပဲအကြီးမားဆုံးအမှားတွေဖြစ်ခဲ့တယ်။ရဲတွေဟာဆိုလို့ရှိရင်ရန်စေးရဲ့အိမ်ကိုရာဇဝတ်မှုဖြစ်ပွားရနေရအဖြစ်ဆိုပြီးတော့ဒီတင်းတင်းကြပ်ကြပ်မထိန်ချုပ်ခဲ့ဘူး။တငယ်ချင်းတွေအိမ်နီးနားချင်းတွေကလည်းအိမ်ထဲကိုဝင်ထွက်သွားလာပြီးတော့သူ့ရဲ့မိဘတွေကိုနှစ်သိပ်ပေးခဲ့ကြတယ်။ပက်စီကအိမ်ထဲမှာတော့မှသူတန်ရှင်းရေးတွေလုပ်ခဲ့သေးတယ်ပေါ့နော်။ဒီလောက်ရက်တွေအားလုံးဟာနောက်ပိုင်းမှာတရက်ခန့်ကိုဖော်ထုတ်ဖို့အရေးပါတဲ့တက်တဲ့အထောက်အထားတွေကိုမရည်ရွယ်ပဲနဲ့ဖြည့်ဆည်းပစ်လို့ဖြစ်သွားပါတယ်။အချိန်တွေကုန်ဆုံးသွားပြီမဲ့ပြန်ပေးသမားတွေစီက ကနေပြီးတော့ဖုန်းတစ်ချက်မှဝင်မလာခဲ့ပါဘူး။မောလဲပိုင်းမှာတော့စုံနောက်တက်ရဟာဆိုလို့ရှိရင်ဂျွန်ရန်ဆေးကိုသူတို့အိမ်ထဲမှာတမိဖြစ်သူပုံနေနိုင်မလားဆိုပြီးတော့တေချာထက်ရှာကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်။ဂျွန်ဟာဆိုလို့ရှိရင်တော့တငယ်ချင်းတယောက်နဲ့အတူအိမ်ရဲ့မြေအောက်ထပ်ကိုဆင်းသွားခဲ့တယ်။အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ဝိုင်းသိန်းခန်းလို့ခေါ်တဲ့မှောင်မိုက်တဲ့အခန်းငယ်လေးမှာဆောင်ဖြူတစ်ထည်အောက်မှာဖုံးအုပ်ထားတဲ့သူတမိလေးဂျွန်ဘီနေရဲ့တတ်မဲ့ခန္ဓာကိုယ်ကိုသူကိုယ်တိုင်အထိတ်တလန့်တကြားတွေ့ရှိခဲ့ရပါတယ်။ ဂျော်မီနီရဲ့အလောင်းဟာဆိုလို့ရှိရင်ပြန်ပေးဆွဲခံရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ရက်ဆက်စွာတက်ဖြတ်ခံထားရတာပါ။သူမရဲ့ဗဇက်ကိုတိတ်အနက်ရောင်တွေနဲ့ပိတ်ထားတယ်။လက်တွေကိုကျုံးနဲ့ချီထားပြီးတော့သူ့ရဲ့လယ်ဘင်းမှာဆိုလို့ရှိရင်ဒီပစီရဲ့ပကြီးစုတ်တံတစ်ချောင်းကိုချိုးပြီးတော့အဲဒီစုတ်တံကိုကျုံးနဲ့ချီပြီးတော့လယ်ဘင်းမှာကျိုးခွင်းဆွပြီးတော့နှစ်သက်ခဲ့တာဖြစ်ပါတယ်စစ်စေးချက်တွေအရာသူမဟာဥကောင်းခုံမှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးနောက်မှာလေဘေးညှက်ခံရတေဆုံးတဲ့ဖြစ်ကြောင်းကိုသိရှိခဲ့ရပါတယ် ဒီအချိန်ကနေစပြီးတော့အမှုဟာဆိုလို့ရှိရင်ပြန်ပေးဆွဲမှုကနေပြီးတော့လူတက်မှုအဖြစ်ကိုပြောင်းလဲသွားပြီးတော့တန်တရားရဲ့အရေးတွေဟာလူတိုင်းအပေါ်ကိုကြားရောက်လာခဲ့ပါတယ်။အဓိကအားဖြင့်တော့ theory ၃ခုထွက်ပေါ်လာပါတယ်။ပထမ theory ကတော့ဒီ ransom meter ဆိုနဲ့မသက်ဆိုင်တဲ့အတင်လူတယောက်ယောက်ကအိမ်ထဲကိုခိုးဝင်နေပြီးလို့ရှိရင်ဂျွန်ဘီနေကိုတတ်သွားတယ်ဆိုတာပါပဲ။အဲ့ဒီချက်ကဘာလို့ဖြစ်နိုင်တာလဲဆိုတော့နေအောက်ထက်ကဗရင်ပေါက်တစ်ခုအား꿰နေခဲ့တယ်။ ပြီးတော့ဂျွန်ဗီနေရဲ့အတွင်းကံပေါင်းမိမှာတွေ့ရတဲ့ DNA ဟာရန်စင်းမီတာစုဝင်နဲ့မသက်ဆိုင်တဲ့အမျိုးမသိအမျိုးသားတအုပ်ရဲ့ DNA ဖြစ်နေခဲ့ပါတယ်။အိမ်ပြင်ပတ်မှာဆိုလို့ရှိရင်လည်းမိသားစုဝင်နဲ့မဆိုင်တဲ့ဖက်နှက်ရာတစ်ခုလည်းတွေ့ရှိခဲ့ရပါတယ်။အားနည်းချက်တစ်ခုကတော့အိမ်ထဲကိုအတင်းဝင်ရောက်ခဲ့တဲ့ခိုင်လုံတဲ့သက်တည်တော့မရှိပါဘူး။ ကျူးကျော်သူတယောက်ကဘာလို့အိမ်ထဲမှာမိနစ်20ကျော်အချိန်ယူပြီးစာမျက်နှာ3မျက်နှာရှည်တဲ့ဒီပြန်ပေးငွေတောင်းစာကိုအိမ်ရှင်ရဲ့စာရွက်ဘောပင်နဲ့ရေးရမှာလဲဆိုတဲ့မိကုန်ပဲဖြစ်ပါတယ်။နောက်ထပ် theory ကတော့လူအများစုတန်တရာအရှိဆုံးဖြစ်တဲ့မိခင်ဖြစ်သူပတ်စီရဲ့လက်ချက်လို့ယူဆပါတယ်။ ဘာဖြစ်လို့အဲ့လိုထင်တာလဲဆိုတော့ဒီဂျွန်ဘီနေဟာဆိုလို့ရှိရင်ညာဘက်အိတ်ရဲထဲမှာအပေါက်သွားမိတယ်။ဒါကိုပက်စီကအရန်စိတ်တူပြီးတော့ဒေါသတကြီးနဲ့ရိုက်နှက်ဆုံးမရမှာဂျွန်ဘီနေရဲ့ခေါင်းဟာမတော်တဆဒီမာကျောတဲ့နေရံတစ်ခုခုနဲ့စောင့်မိပြီးတော့ပြင်းထန်တဲ့ဒဏ်ရာရသွားတယ်။ အဲ့လိုတန်ရရွားတဲ့အချိန်မှာတမိဖြစ်သူတေးပြီးအထင်နဲ့ဒီထိတ်လန့်သွားတဲ့ဗစီဟာဆိုလို့ရှိရင်သူ့ကိုသူကာဝယ်ဖို့နဲ့အဖြစ်မှန်ကိုဖုံးကွယ်ဖို့ပြန်ပေးဆွဲမှုတစ်ခုအဖြစ်ဆိုပြီးကြံဖန်ပြီးတော့ဇလန်းဆင်ခဲ့တယ်လို့ဆိုပါတယ်။လေဘေးညစ်တာနဲ့အခြားယာရီအားလုံးကိုဒီလူတက်မှုဟာလိမ်မန်းဆိုင်ရာစောကားမှုနဲ့ပြန်ပေးဆွဲမှုပုံစံဖြစ်အောင်တမင်လုပ်ခဲ့တာလို့ယူဆကြပါတယ်။ ပြန်မင်းငွေတောင်းစာကိုရေးတဲ့ဘောပင်နဲ့စာရွက်ကဒီအိမ်ထဲကပတ်စီရဲ့ဇပွဲကုံပေါ်ကဘောပင်နဲ့စာရွက်ဖြစ်နေခဲ့ပါတယ်။လယ်ရေးပညာရှင်တချို့ကလည်းဒီစာထဲကလယ်ရေးဟာပတ်စီရဲ့လယ်ရေးနဲ့အလွန်ဆင်တူတယ်လို့သုံးသပ်ခဲ့ပါတယ်။ရဲစခန်းဖုန်းခေါ်ဆိုမှုအတန်ဖိုင်ကိုပြန်နားထောင်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီနောက်နောက်ခံမှာမင်းပါလုံးနေတာလေလို့မေးလိုက်တဲ့အတန်ကိုပတ်စီကနေပြီးတော့ငါမင်းတို့စကားပြောနေတာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်တဲ့အတန်ကိုကြားရတယ်လို့ကြားကျင်သူတွေကဆိုပါတယ်။ ်နောက်ထပ် theory တစ်ခုကတော့အခုနောက်ပိုင်းနှစ်တွေမှာပိုပြီးခေတ်စားလာတဲ့ theory ဖြစ်ပါတယ်အဲ့ဒါကတော့အကိုဖြစ်သူအသက်6နှစ်အရွယ် back ရဲ့ lecture လို့ဆိုပါတယ် ဘာလို့လဲဆိုတော့ဒီညဘက်မိုးချုပ်တဲ့အချိန်မှာညီမဖြစ်သူဂျွန်ဘီနီးရဘက်စားနေတဲ့နနက်သီးကိုဝင်လုခဲ့တယ်။ဒါ ው ဘက်ကစိတ်တိုပြီးတော့အနားမှာရှိတဲ့ဒီဓမီလိုလေးလံတဲ့အရာတစ်ခုနဲ့ညီမဖြစ်သူရဲ့ခေါင်းကိုရိုက်လိုက်တယ်။အဲဒီဒဏ်ရာနဲ့ပဲဂျွန်ဘီနီးသေဆုံးသွားတဲ့အခါမှာတော့မိဘတွေဖြစ်တဲ့ဂျွန်နဲ့ပတ်စီတို့ဟာသူတို့သားထောင်ကြမဲ့အရေးကနေကာကွယ်ဖို့တွတ်ဆိုပြီးတော့အလောင်းကိုမြေရောက်ထဲမှာပွက်ပြီးတော့ပြန်ပေးဆွဲမှုဇလန်းကိုဖန်တီးခဲ့ကြတယ်လို့ယူဆပါတယ်။အဲဒီအချက်ကိုဘာလို့ဖြစ်နိုင်တာလဲဆိုတော့ဂျွန်ဘီနီးရဲ့အစာအိမ်ထဲမှာ ြေသေးတဲ့နံနက်သီးစာတွေကို တွေ့ခဲ့ရပါတယ်။ ်မိဖို့ကြောင့်ထဲမှာလည်းနန္ဒတိထည့်ထားတဲ့ပုဂံတလုံးကိုတွေ့ရှိခဲ့ပြီးတော့အဲ့ဒီအပေါ်မှာဘက်ရဲ့လက်ဝေးရာတွေရှိနေခဲ့ပါတယ်။ဒါဟာမိဘတွေကသူတို့အိတ်နေပြီလို့ပြောတဲ့အချိန်မှာခလေးတွေကမအိတ်သေးပဲနဲ့နိုးနေတယ်ဆိုတာကိုပြသခဲ့ပါတယ်။ဘက်မှာအရင်တုန်းကလည်းဒီစိတ်တူတတ်တဲ့အပြုတ်မှုတချို့ရှိခဲ့ဘူးတယ်လို့ပြောကြတယ်။နောက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ဒေါက်တာဖရေးနဲ့အင်တာဗျူးမှာဘက်ရဲ့အပြုတ်အမှုနဲ့စကားပြောပုံတွေကထူးဆန်းနေခဲ့တယ်။ပြီးတော့သူကလည်းပြုံးနေခဲ့တာကြောင့်လူအများရဲ့တန်တရားကိုပို့ပြီးတော့ဖြစ်စေခဲ့ပါတယ်။ဒီအမှုမှာဂျွန်မက်က ကားဆိုတဲ့လူတစ်ယောက်ကသူ့တက်ခဲ့တာဆိုပြီးတော့ဝန်ခံခဲ့ပေမဲ့သူ့ရဲ့ DNA နဲ့မကိုက်ညီလို့လွတ်ပေးခဲ့ရပါတယ်။2008ခုနှစ်မှာတော့ DNA နီးပညာအသစ်တွေပေါ်ထွက်လာပြီးတော့ဂျွန်ဘီနေရဲ့အဝတ်အစားမှာတွေ့ရတဲ့အမည်မသိအမျိုးသား DNA ဟာမိသားစုနဲ့မပတ်သက်ကြောင်းအတိပြုတ်နိုင်ခဲ့ပြီးတော့ခရိုင်ရှိတ်နေကရန်စေးမိသားစုကိုတန်ရရရှိသူဆိုင်ရာနေတူရဲဝင်ပယ်ဖြတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီကြေညာချက်ဟာဆိုလို့ရှိရင်လူအများရဲ့တန်ရရကိုတော့အဆုံးမတက်နိုင်ခဲ့ပါဘူး။ ဖက်စီရန်ဈေးဟာ2006ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပြီးတော့သူမသေဆုံးခင်အချိန်အထိသူဟာအပြစ်ကင်းကြောင်းကိုအချိန်ချင်းပြောဆိုခဲ့ပါတယ်။ဒီနေ့အထိဂျွန်ဘီနီရန်ဈေးကိုဘယ်သူတတ်ခဲ့လဲဆိုတဲ့မိကုံဟာအဖြစ်မရှိသေးပါဘူး။အပြင်ကကျူးကျော်သူတစ်ယောက်ကြောင့်လားဒေါ်လာထွက်သွားတဲ့မိခင်တစ်ယောက်လားဒါမှမဟုတ်မတော်တဆဖြစ်ရဆိုတစ်ခုကိုဖုံးကွယ်ဖို့စူးစမ်းခဲ့တဲ့မိသားစုတစ်ခုလုံးလား။ အမှားရင်းများစွာနဲ့စတင်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေရှုပ်ထွေးနေတဲ့တသက်အထောက်အထားတွေနဲ့မီဒီယာတွေရဲ့အဆက်မပြတ်ဖိအားပေးမှုတွေကြားထဲမှာအမှန်တရားဟာမြုံနှင်းတွေထဲမှာပဲပျောက်ဆုံးနေသေးပါပဲတခုတည်းသောတေချာတဲ့အရာကတော့ဒီလှပတဲ့ခလေးအလှိုင်းမယ်လေးတယောက်ရဲ့အသက်ဟာအချိန်မတိုင်ခင်ကျေလွင့်သွားခဲ့ရပြီးတော့သူမအဲ့အတွက်တရားမျှတမှုဟာဒီနေ့အထိပျောက်ဆုံးနေတော့မှာပဲယခုဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like subscribe နဲ့ follow လေးလွတ်သွားခဲ့ပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်